ဘဝမှာငွေရှာတာကသုံးဖို့လှူဖို့အတွက်ပဲဆိုလို့ရှင်တော့ဒီနံပါတ်လေးကအရန်ကုန်မှာအသုံးပြုတဲ့နံပါတ်လေးဖြစ်ပါတယ်ဒီနံပါတ်လေးကဘဝထဲကိုရရှိလာတယ်ဆိုလို့ရှင်သူ့ရဲ့ကောင်းမွန်တဲ့စွမ်းအားတွေကဘာတွေရှိလဲဆိုတဲ့အခါကျတော့အတွေးခေါ်ကောင်းတွေရရှိစေတယ်နေကံရချာနေပြီးတော့ ကိုစီကိုလက်ဆောင်ပန်းနာတွေရရှိစေတဲ့နိုင်ငံခြားဆက်သွယ်ခေါင်းတွေရရှိပြီးတော့အခြေဆက်မိပြီးတော့စီပွားရေးလုပ်ငန်းတွေတွင်ကျလာစေတဲ့ဖုန်းနံပါတ်ဖြစ်သလိုချက်သောချက်မဲ့စေတွေအတွက်နှင်းစင်ရဆက်မလန်လက်လာပါဆိုတာမပြတ်ပဲလက်ခံရရှိစေတဲ့နံပါတ်ဖြစ်တဲ့အချိန်တိုတိုတွင်းမှာကိုစီကိုငွေတွေစည်းဝင်လာအောင်ဆွဲခေါ်ပေးတဲ့စွမ်းအားပါဝါအရန်ကောင်းတဲ့နံပါတ်လေးဖြစ်ပါတယ် ဒါပေမဲ့ဒီဒီနံဘတ်ကိုအသုံးပြတဲ့သူတွေကဒီလိုစွမ်းအားရရရှိတယ်ဆိုပေမဲ့ငါကငွေကိုလက်ထဲဝင်ပြီးဘတော်မှပေးမထွက်တော့ဘူးဟိတ်ဆိုတဲ့ငွေကိုစုထားမှဖြစ်မယ်ငွေကငါရဲ့ဖျားသခင်ပါဆိုတဲ့သူတွေကကြတော့လုံးဝလုံးဝမတိုးသက်ပါဘူးတချေတတိပေးပါတယ်နော်ငွေဆိုတာသုံးဖို့လှူဖို့တန်းဖို့ငွေဆိုတဲ့သဘာဝကငါစီငါလိုချင်တဲ့အရာပစ္စည်းကိုအတခြားသူမှရှိတဲ့အရာပစ္စည်းနဲ့လဲလှယ်ပေးတဲ့အရာတစ်ခုတာဖြစ်တယ်ငါဘဝမြင့်တထမြင့်ဖို့အတွက်ငွေကသုံးဆွဲမှောက် င်ဖြစ်မယ်ဆိုတဲ့လူတွေကဒီနံပါတ်ကျွန်မပြောတဲ့6669 669 696 3ကိုတို့ပြည့်တက်ပါတယ်ရှင့်เนาะဘဝမှာ အာပေါ့ပေါ့ပါပါအေးအေးချမ်းချမ်းလေးပဲနေခြင်းနဲ့ကိုရှာဖွေတာကကိုဘွားကိုကောင်းကောင်းမွန်မွန်ပြန်ပြီးတော့သုံးပြဖို့အတွက်အာငါကားနဲ့တိုင်ရင်ကားကိုသုံးမယ်ငွေနဲ့တိုင်ရင်ငွေကိုသုံးမယ်လုပ်ငန်းကြီးသိရင်လုပ်ငန်းကြီးမယ်အမ်ထောင်မြင်ရင်ရဆော့မယ်ဆိုတဲ့သူတွေကတော့ဒီနံပါတ်3ကို3တက်တယ်ဒါပေမဲ့ဒီနံပါတ်ကိုအသုံးပြတဲ့အခါမှာတကယ်တက်ကြွနားလဲတဲ့ဆရာတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့တက်ကြွနားလဲတဲ့ဆရာတွေက ပေးမှသာအသုံးပြုပါလို့အကြံပြုပါရစေဒီနံပါတ်ကစိတ်မထိန်နိုင်လို့ရှိရင်အမ်အချစ်ရေအရန်စပ်ပွက်လွန်တဲ့နံပါတ်ဖြစ်တဲ့လွယ်လွယ်ချစ်ပြီးလွယ်လွယ်မုံမေးတတ်တဲ့နံပါတ်လေဖြစ်တတ်ပါတယ်ရှင်ပြီးပြီဆိုလို့ရှိရင်ငွေကိုသုံးစွဲတဲ့နေရာမှာလည်းလက်လွန်ကြက်သွန်ဖြစ်သွားတတ်တဲ့နံပါတ်လေဖြစ်ပါတယ်ကြဖြစ်ပါတယ်ဒါကြောင့်ငွေကို လွယ်လွယ်ကူကူဝင်စေပြီးတော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာလွယ်လွယ်ကူကူပြန်သုံးတော့မယ်ဆိုလို့ရှိရင်တော့အရန်ကိုသုံးတဲ့နံပါတ်ဖြစ်ပါတယ်သူ့ကိုထိမ့်ပေးတဲ့အဲအထိန်းနံပါတ်လေးနဲ့တွဲသုံးတက်သွားပြီဆိုလို့ရှိရင်အိုးဟိုဘောရဲမှာတတရရပဲဆင်ရအရန်ကောင်းတယ်ဒါပေမဲ့ဆင်ကိုထိမ့်ဖို့ကချုံးဝလိုအပ်တာပဲဟုတ်တယ်မဟုတ်ဘူးလားဒါကြောင့်မလို့နေရာတိုင်းမှာတော့ထိမ့်ထားတဲ့အတွဲရှိကိုရှိရမှာဖြစ်တာလေအဲ့အတွဲ ။ "तू ကဆရာကြီးဖြစ်နေတော့သူ့ထက်ဆရာကြီးတယောက်သူ့ကိုထိန်းထားနိုင်မှာတော်ပါကြမှာမဟုတ်လို့ဒီလိုနဘက်အတွဲတွေတိတ်တိတ်ချာချာဘဝထဲမှာအောင်မြင်မှုကိုရရှိပြီးဘဝတတရရပေါ့ပေါ့ပါပါလေးနဲ့အောင်မြင်မှုကိုတစ်စက်တစ်စက်ရရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီချက်မေဖြူခင်နဘက်မစတာနဲ့လာရောက်တွဲဆိုပြီးတိတ်ရဲ့ဘဝကိုအနှံလိုက်ပါ။တိတ်ဘဝအတွက်ကြစ်ချက်ခံတာတော့အောင်မြင်မှုတွေကိုလက်ဆောင်ပေးဖို့အဆင်သင့်ပါပဲ။သူညကိုကို9354956သို့မဟုတ်သူညကို6996 messenger ပေးပါနေပြီးတော့ဆက်သွယ်လာပေးပါ။